ီចောင်းသားကိစ္စလေးတွေပေါ့နော်ကျွန်တော်တို့မပြီးသေးပါဘူးเนาะနောက်ဆက်လေးတွေရှိပါသေးတယ်ဗျဖြစ်ဆိုလို့ရှိရင်ဒီတစ်ယောက်ဟာခံလိုက်ရတဲ့အကြောင်းလေးကိုပေါ့နော်ပြန်ပြီးတော့ဖြည့်ရှင်းရမှာเนาะအကျိုးအကြောင်းလေးเนาะဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာကိုကျွန်တော်တို့ဆောင်ရွက်မှာထင်ပါတယ်ဗျခုကတော့ပေါ့နော်မြုံမြကနေပြီးတော့ဆရာမတွေပေါ့နော်ပုံမှန်တွေ့ရတဲ့ဆရာဆရာမတွေကတော့မြုံမြပညာရေးပေါ့နော်ရေးမှု ဗီဒီယိုရိုက်မခံဘူးဆိုပြီးတော့လေပေါ့နော်စော်ကခံရတဲ့တုံသူလေးအိမ်မှာပြင်ထားတော့တာပုံပဲဖြစ်ပါလေလက်ယနေ့တွင်တော့မြုံမြောင်မြို့နေပညာရေးရုံးတော့နဘက်စလုံးခေါ်တယ်လို့သိရပါတယ်လက်နောက်ဘလိုမျိုးဆွဲမလဲဆိုတာကတော့မကြခင်တိချက်မှာဖြစ်တယ်လို့အမှန်တရားကိုညနှုတ်သူမြအနေအားဖြင့်စောင့်မျှော်ရပေးစောင့်မျှော်ပေးကြပါဆိုပြီးတော့လေပေးပြောလာတဲ့ဗီဒီယိုလေးပါအင်းဒီမှာပုံလေးတွေပေါ့နော်ဆရာမတွေကတုံတော့တုံသူကြီးအင်္ဂလာပြီးတော့ပေါ့နော်ဗီဒီယိုအရင်မခံဘူးပေါ့နော်ဒီလိုမျိုးကြီး မန်တရားကိုလက်ခံလို့ပြောမှာပဲဖြစ်ပါတယ်။ဒါတော့အုပ်စုဖွဲ့နိုင်ကျင့်တွေလူမိုက်ဆန်တွေလို့ပြောမြင်လာတယ်ဆိုလာတယ်။မနေ့ကမှတွေ့ရမနေ့ကလည်းအမကရုပ်ရှင်မတို့ပရက်ရှိုးနဲ့ဆိုတော့မကြည့်ဘူးစီးပြီးမျိုးဆန်တွေကြောင့်ဖြစ်ပါရဲ့။ကျွန်တော်ကမှအဲ့လိုမျိုးညီမကပို့ထားတာပေါ့တွေ့ရတွေ့ရောဝင်ကြည့်လိုက်တဲ့အချိန်မှာတကယ်ကိုမခံစားနိုင်တာမှလည်းအသားလေးစစ်စစ်တုံပြီးတော့မြိတ်အောင်ကြတယ်။ဟိုအဲ့မနေ့ကမှတွေ့ရမနေ့ကဒါကတော့ဘောနော် အောက်စုဖွဲ့အနိုင်ကျင့်တာလူမိုက်စန်ဒေးလို့မြင်တယ်လို့ပြောလာတယ်မျိုးစန်ဒီကျော်ပဲဖြစ်ပါလေဗျမင်းရမှာတွေ့ရမင်းရလေအမကရုပ်ရှင်မှာပရက်ရှိုးနဲ့ဆိုတော့မကြည့်မိဘူးစီပီဘောနော်အနောက်ကျတော့မှစီပီတဲမှာအဲ့လိုမျိုးညီမကပို့ထားတာပေါ့တွေ့ရတွေ့ရောဝင်ကြည့်လိုက်တဲ့အချိန်မှာတကယ်ကိုမခံစားနိုင်တာမှလည်းအသားကြီးစစက်တုံပြီးတော့မျက်ရောင်ကျတယ်ဟုတ်ဟိုအဲ့ကလေးနေရကလေးရဲ့မိဘနေရခံစားပြီးတော့နော်ငောင်ကတမိလေးတာဆိုရင်ဆိုရဲစိတ်နဲ့ တကယ်လည်းဒေါသဖြစ်တယ်အဲ့ကလေးလုံးတဲ့ကလေးတွေရောလုံးတဲ့ကလေးတွေရဲ့မိဘတွေရောဘလို့ဘလို့ပြောရမလဲဘလို့စကားနဲ့ပြောရမလဲတော့မသိဘူးဟိုဘလို့အလောက်ထိအဲ့လောက်ထိလုံးရရရလဲပေါ့နော်ဒီကလေးဆိုလဲဟိုကလေးချင်းကရွယ်တူတယ်အမားတို့နေတော့ဆိုအမားတို့လည်းကြောင်းတက်လာပါပဲဟိုအကုန်လုံးကတချောင်းလုံးကအဲ့လိုဟိုမခင်တာနေတော့တယောက်တော့သိပြီးရင်းနှီးနေကြတာပဲလေအဲ့လောက်ကြီးကြတော့ အရင်တရားလိုလေမိန်းကလေးဆိုရရင်တိမ်မွေးနေတဲ့အဖြူစင်နေတဲ့ကလေးတွေမဟုတ်တော့ကုကိကအရင်ကြောက်ရပါအောင်လေအခုကကြတော့ဘာလို့လဲဆိုတော့တချို့အရာတွေကြတော့ဟိုအမားတို့ဖြတ်တန်းခဲ့တယ်လို့မျိုးကလေးကကလေးလိုမျိုးဖြတ်တန်းကြရမှာမဟုတ်ဘူးအခုကကလေးငငယ်လေးတွေကအတက်ကောင်းနေတက်နေကြတဲ့ကလေးတွေအများကြီးရှိတယ်ကလေးတိုင်းမဖြူစင်တော့ဘူးခလေးတိုင်းကိုဖြူစင်တယ်လို့အမလက်ခံမရဘူးဘာလို့လဲဆိုတော့ကိုယ်တိုင်လည်းကိုယ်သမီးနဲ့ပတ်သက်ပြီးကြုံရတဲ့အတွက်ခလေးတိုင်းမဖြူစင်ဘူး ဟိုတယောက်တည်းဆိုတော့အားနေတယ်လေအားနေတယ်ဝိုင်းနိုင်ကျင်တာပေါ့အဲ့တော့သူတို့ကဟိုမိဘတွေရဲ့စုဆုံးမမှုမရှိဘူးပေါ့အမှန်ဆိုဒါတွေကမိဘတွေရဲ့စုဆုံးမခင်ဒီကလေးဒီဝေမှာဒီလိုဖြစ်စရာအကြောင်းမရှိဘူးသူတို့ကအဲ့လိုအရမ်းမရိုင်းနေလေအရမ်းမရိုင်းနေအဲ့တခုသားသမီးလောက်ခိုင်းကြိုက်လာမအရမ်းထောသားဖြစ်တာကို့သားသမီးဒီပုံလေးကကို့သားသမီးမဟုတ်ပြီမဲ့အဲ့လောက်ခိုင်းတဲ့ကလေးကိုကို့ကလေးလိုပဲခံစားပြီးတော့ ော်တော်ဒေါသဖြစ်တာအင်းအမနေ့ကအမအယူပွဲရှိတော့ရမ်းပင်မန်းနေတော့အဲ့နဲ့ပတ်သက်ပြီးတော့ဘာမှမရေးဖြစ်ဘူးပေါ့နော်ဘာမှပို့ချင်မတင်ဖြစ်ဘူးဒါပေမဲ့ဒီကိစ္စကအမတို့ကအကုန်လုံးစောင့်ကြည့်နေတာလေဒါဘယ်လိုမျိုးပြီးသွားမလဲပေါ့နော်ဟိုဒီဘယ်လိုမျိုးနဲ့အာဝိုင်းပြီးတော့ကြောင်အေးအေးယူပါမလဲပေါ့စောင့်အေးအေးယူပေးကြမလဲပေါ့ဘာလို့စောင့်ကြည့်နေဘာလို့လဲဆိုတော့ဒါကဒီလိုမျိုးလေးဟိုတောင်းမှန်ရင်တောင်ကြေးရမယ့်ကိစ္စမျိုးမဟုတ်ဘူး ဘာလို့ခလေးတယောက်တည်းဝိုင်းရကြလေတယောက်တစ်ချက်ရိုက်ကြစဉ်းစားကြရင်ဘလောက်များဟိုသူ့မိဘတွေဆိုဘလောက်များဒေါသဖြစ်လိုက်လဲဆိုအမတို့ဘာမှမဆိုင်လဲဘေးကအကုန်လုံးပေါ့နော်လူစိတ်ရှိတဲ့အမေတွေအကုန်လုံးကဒေါသဖြစ်တယ်ဟုတ်ကဲ့ပုံမှန်ကပြုတ်ပြီးပြုတ်ပြီးဆိုပြီးတော့ဆက်ဖြစ်ကြတယ်ဆိုရှယ်မီဒီယာကိုသူတုံးတဲ့နဲ့အရွယ်နဲ့ဟိုတုံးတဲ့နဲ့ပုံစံမှားနေတာပေါ့သူ့ဟာကြတော့လေဒါပေမဲ့ဒီပုံတစ်ခုမဖြုတ်တာနဲ့ကိုတိလေးအောင်လုံးဆရာမမလို့တာဟုတ်တယ်လားလူလူသက်သားကိုအေးစေပြောလို့ရတယ်နောက်ဆုံးမရဘူးဆိုရင်မိဘ အဲရှောင်းဆီယာမတော့တိုင်ရရလေအဲ့လိုမျိုးပဲ ਨੇ သူကိုယ်တိုင်ဖြည့်ရှင်းပြီးတော့အရန်ကိုမယူရဆန်တယ်လူမိုက်ဆန်တယ်ပေါ့နော်ပြောချင်တာကလေးတွေဖြစ်ပြီးတော့အဲ့လောက်ထိအဖြူစိမ်းတွေဝှက်ပြီးတော့ဒီကလေးတွေကအခုအရွယ်မှာသူတို့လုံလိုက်တဲ့ဟာတကူကသူတို့ကြီးလာတဲ့အထိသူတို့အဆက်ရနေရမှာငါတို့တစ်ချိန်ကဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့လူတယောက်ကိုလူမဆန်စွာအနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ဟာသူတို့အမဲဆက်ပဲသူတို့ဘဝမှာဒါအဲ့အနိုင်ကျင့်တဲ့ကလေးတွေကအမဲဆက်ပဲအဲ့လိုပဲသူတို့မိဘတွေကလည်းကိုယ်ကလေးကိုမဆုံးမနိုင်ဘူးဆိုတာမိဘကိုယ်တိုင်က ဟိုဘယ်လိုပြောမလဲမိဘကိုယ်တိုင်ကအကောင့်နဲ့မိဘမဟုတ်လို့ပေါ့ကောင်းမှုနဲ့မိဘဆိုရင်ကိုသားသမီးကိုစုံမနိုင်ရမယ်လမ်းမှန်ကိုညွှန်ပြပေးနိုင်ရမယ်ဘာလို့ဆိုသမီးကိုသင်ပေးတာလဲလို့သင်ပေးရလဲဆိုတော့ကိုကိုတစ်ချက်လုံးလဲကိုလည်းမကြိုက်ဘူးလေကိုကိုရိုက်တယ်သူကြိုက်လားမကြိုက်ဘူးအဲ့တော့ကိုတော်မကြိုက်တဲ့ဟာကိုသူများကမလုပ်ရဘူးဆိုတော့ကိုရင်းစာစစ်ကိုငငယ်လေးတည်းထည့်ပေးတာအဲ့ဒီတော့အမသမီးကဘယ်တော့မှအနိုင်ကျင့်တဲ့သူမဖြစ်ဘူးအဲ့အနိုင်ကျင့်တဲ့သူမဖြစ်တော့တယ်ဘာဖြစ်လဲအနိုင်ကျင့်ခံရတယ်ဖြစ်တယ် နောက်တစ်ခုကနိုင်ကျင်းခံမှုဖြစ်တဲ့အခါကျတော့အမားတို့ဆိုရင်ဥမာကိုယ်ကလေးမဟုတ်ဘူးသူများကလေးလုံးရင်တော့အဲ့နိုင်ကျင်းတဲ့ကလေးကိုကိုတွေကဒါမိဘကိုစုံမအောင်ပြောတင်တာပြောရမယ်မိဘကတောင်းပန်ရမယ်ကိုယ့်ကလေးကနားမလည်ဘူးဆိုရင်မိဘကတောင်းပန်ပေးရမယ်အမိဘကမတောင်းပန်ဘူးဆိုရင်သူကိုယ်တိုင်ကမကောင်းတဲ့မိမကောင်းတဲ့မိဘဖြစ်နေလို့ပေါ့အမကတော့အဲ့လိုပဲအဲ့လိုပဲထင်တယ်ဘာလို့လဲဆိုတော့အမတမီကြုံရရတော့လည်းအဲ့လိုပဲသူတို့ကလေးကသူများကလေးကိုအတိုင်းကျင့်လို့မျိုးသူတို့ကလေးပြန်လောက်ခံရရင်သူတို့ခံနိုင်လားဟုတ်တယ်မမပြောတာတာသမီးဆိုတာက ဟိုမိမာတိုင်းကကိုသားသမီးကိုရွှေလိုဥထားတာပဲ။တော့ရေရနာလိုပဲဟိုဘယ်လိုပြောမလဲရွှေပေါ်မြတ်တင်ထားတာကြီးပဲ။သူ့သားသမီးမှသားသမီးမဟုတ်ဘူးလေ။ဒါပေမဲ့သူ့တော့မတရားလုပ်တာကိုတော့မခံဘူးတော့ပြောထားတယ်။ဆရာမကပြောဆရာမကတိုင်ဆရာမအေးမြူတော့မှသူ့လုံးပြန်လုပ်။အခုတော့မှပြန်လုပ်ဖို့ပြောထားတာ။ဟုတ်တယ်မလားမပြောတာလေပြန်မလုပ်ဘဲနဲ့ကိုကမိဘတော့တိုင်တော့လေအဲ့မိဘအဲအမဟိုကျမသမီးကဒီလိုမျိုးဟိုစော်ကားမိပါတယ်မှားပါတယ်ကျမတို့တောင်းပန်ပါတယ်ဆိုပြီးတော့ကြားပြီးတော့ ဟိုပြပြလေးလေးညှိနိုင်ပြီးတောင်းပန်လာမျိုးမရှိဘူးအခုမိဘတွေကပါလူပါဝါကြတာမပြောင်းအမတို့ကအမားမရှိတဲ့အတွက်မမပြောင်းဘူးအဲ့ကလေးလည်းရှိပါတယ်ကြောင်မှာအဲသူတို့ကလေးကိုလည်းအဲ့လိုမျိုးအမကလေးကိုပြောတယ်လို့မျိုးပစ္စည်းမခိုးဘဲနဲ့တခိုးလို့ပြောရင်ကြိုက်မလားဟုတ်တယ်မအမအမသမီးကိုအမကိုကိုအောင်ရိုးကပြည့်စုံတာနဲ့ပြည့်စုံထားတာသမီးခဲတဲ့တချောင်းကိုခဲတဲ့တချောင်းကိုဂူးလိုက်ဝယ်ပေးထားတာအမတို့အရင်ချမ်းတာလို့မဟုတ်ဘူးဒါပေမဲ့အမတို့ရှာသမီးကကိုအောင်မတော့ဘူးကိုသမီးတွေပဲ ဲ့တော့တော်တော်ဒေါသဖြစ်တာဖြစ်စင်မဖြစ်ချာမသိဘဲနဲ့ဒါတစ်ခါချစ်တဲ့လူကိုပြောနေဆိုပြောကြတဲ့အပြည့်အသက်ရှိတော့နော်မဟုတ်လေရိုက်တဲ့လူကိုပြောနေဆိုတော့အအမပြောတာလေအဲ့ပုံတင်လိုက်တဲ့ကိစ္စကသူတို့ဘဝကြီးပြတ်သွားလောက်အောင်ထိဘာပုံနေမှုလို့လဲဟုတ်လားအဲဘာပုံလေးလဲအဲပုံလေးဆိုလို့မထားပါတော့ဝိုင်းပြစ်သွားအောင်ဒီပုံလေးဆိုလို့ရှိရင်လည်းအဲအဲ့ဒါသူတို့ဘာလို့ရိုက်လဲအဲ့ဒါဆိုဟုတ်တယ်နော်အဲ့တော့ဒါရိုက်တဲ့သူကအပြစ်မဟုတ်ဘူးဆိုတော့ပြောတဲ့သူတွေရဲ့အုံနောက် brain level ပဲအံ့ဩတယ် ရိုက်တဲ့လူပြင်းဖို့ဆိုတော့ဟိုခန်းရည်သူပြစ်လာအဲဆိုဟုတ်လားဟိုကဘာလို့ဖြစ်နေလဲဆိုတော့အဲကျူးလုံတဲ့သူကိုအပြစ်မတင်ရဘူးခန်းရည်သူပဲဟိုနည်းနည်းလေးပုံကြီးချဲ့တယ်ဆိုတော့အပုံကြီးချဲ့တယ်လို့ပြောရင်အဲ့ပုံကြီးချဲ့တယ်လို့ပြောခံရတယ်မိဘနေမှာလာနေကြည့်လိုက်ရင်တက်တက်ပဲ blind တိုက်ခိုက်တာအဲ့ဒါမျိုးကမလက်မခံဘူးတောင်တောင်မှာပြင်းလွန်ဆော့ရင်လည်းတုံးမိတာတိုက်မိတာချော်လဲတာဒီလက်ခံတယ်အဲ့ဒါကဖြစ်တယ်လားပဲအဲ့လိုမျိုးပဲနာမည်ဖြစ်တဲ့ဟာတခုကအမသမီးကနာမည်ဖြတ်ခံတာ ဟိုအမားတို့ကအဲ့လိုဖြစ်ခံမဲ့တန်းစားလို့မပါဘူးအမားတို့ကိုယ်သိခါနဲ့ကိုယ်ရက်တီချက်နဲ့ကိုနေတာအမားဘောကလည်းနာမည်ပြက်ဆိုတာမရှိခဲ့ဘူးအဲ့တော့အမားသမီးကိုထုတ်တာကလည်း မအမသမီးလည်းရှင်ပြောရဲဆိုတာအမသမီးလေးလည်းအဲ့လိုမျိုးဖြစ်ခဲ့ရလို့ပေါ့နော်အဲ့တော့အခုကကျူးလွန်သူကိုအားပေးရဆိုတော့အဲ့အဲ့အားပေးတဲ့သူတွေကစိတ်တအောင်တန်းကြနေလို့ပေါ့အမကတော့လည်းပြောချင်တယ်ဆရာဆရာမတွေရဲ့တာသမီးဖြစ်နေရောဘယ်လိုဆုံးဖြတ်မှာလဲလို့ပါတော့မေးကြတယ်လေဒါကမေးသင့်တဲ့ဟာပဲဘာလို့လဲဆိုတော့လူဆိုတာကိုယ့်ကိုပူမပူတာလေကို့ပေါ်မှာမီးပူကြမှာပူတာသူများဆိုရင်သနာပါတယ်ဒီလောက်ပဲရှိမှာပေါ့အဲ့တော့ကိုယ်ရဲ့ခံအမသိပါလေအမကတော့ဒါကိုမှန်မှန်ကန်ကန်နဲ့တေချာရေးယူစီစဉ်တယ်လို့ဒါမျိုးကိုနောက်ကျောင်းတိုင်းမှာမဖြစ်အောင်လေအဲဟိုတော့တေချာလေး ထိမ့်သိမ့်သိတယ်ပြီးတော့တခြားလေးတဲ့ဒီ case ကိုအေးအေးယူသိတယ်လို့ထင်တယ်။ဒေတာကတော့ဘောနော်မျိုးစံဒီကျော်ပြုတ်ဆုံးမျိုးစံဒီကျော်ဘောနော်အနိုင်ကျင့်မှုကိုဘယ်လိုအေးအေးယူရမလဲစောင့်ကြည့်နေတယ်လို့ဟောပြီးမျှဝေလာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါ။ကြည့်ရတော့နော်ကျွန်တော်လေးပြူပါများကြားတဲ့အတိုင်းပါပဲနော်သူပြောတဲ့စကားတွေကလည်းအရင်ကောင်းပါတယ်လူတွေကတချို့ဆိုလို့ရှိရေပေါ့နော်အရိုက်ခံတဲ့လူကအရိုက်ခံတဲ့လူကိုအေးအေးယူရမလို့ပေါ့နော်နောက်တစ်ခါရိုက်တဲ့လူကို အရေးယူရမသူ့ကိုရေးယူရမလဲလို့ဖြစ်နေတာပေါ့လေ။ဘာဖြစ်ဆိုလို့ရှိရင်ဒီကိစ္စနဲ့ပတ်သက်လာတဲ့ကိုမင်းဖာနော်ကိုသားသမီးတွေဆိုလို့ရှိရင်လူတွေဟာဘယ်လောက်ထိဘယ်လိုခံစားရမလဲပေါ့နော်။ကိုရှင်းစားပြီးတော့ခံစားကြည့်နိုင်ပါလိမ့်။အဲဒါဆိုလူတွေကကိုသားသမီးတွေမဟုတ်တဲ့အခါကျတော့ပေါ့နော်။အဲ့လိုမျိုးအဲ့လိုမျိုးပုံလေးတစ်ပုံဗီဒီယိုတစ်ခုတင်လိုက်တာနဲ့ပေါ့နော်။အဲ့လိုမျိုးတစ်ခါတစ်ခါပြောမှဆိုလို့ရှိရင်ဘဝကြီးတစ်ခုပြတ်သွားသလိုပဲပေါ့နော်။ခုကတော့ဒီကလေးတွေကြည့်မယ်ဆိုလို့ရှိရင်ခုခေတ်ကလေးတွေပေါ့နော်။ အဖြူဝက်စုံဝက်ထားပေမဲ့လေပေါ့နော်အဖြူရောင်မရှိတဲ့စိတ်တက်တွေပေါ့နော်အမေးတွေတန်းနေတဲ့အရာလေးဖြစ်နေကြပါပြီအရင်ခေတ်ဆိုလို့ရှိရင်နော်ကျောင်းသူကျောင်းသားလေးတွေဆိုလို့ရှိရင်ကလေးတွေဆိုလို့ရှိရင်နော်ကျောင်းသားဖြူဖြူဝက်စုံလေးဝဲပြီးတော့နော်ရေပုံအင်းလေးနဲ့အရင်တက်တည်ရှိနေပါလေအခုကတော့ဒီလိုမဟုတ်တော့ဘူးနော်ကလေးတွေကလည်းနော်လူမဆန်တဲ့အလုပ်တွေကိုလုပ်ကြရတယ်ပေါ့နော်လူကြီးမိဖတွေရှိမှဆိုလေပဲလိုမျိုးဂရာဝတ်တရားတွေပေါ့နော်နင်းဝတ်တရားတွေယူသည်ကန့်ရှိုင်းမှုတွေနေလာတဲ့ခေတ်ခါလေးဖြစ်ပါလေ။ဒါကဘာကို ဘာဖြစ်လို့ဒီလိုဖြစ်လာသလဲဆိုတော့ဘောနော်ကင်တွေဖြစ်ရှင်းလာတဲ့မိဖတွေပေါ့နော်နံပါတ်1ကတော့လာဥစီယာမိထိုက်စောနော်ဒီမိညာဖတ်ပေါ့နော်လာဥစီယာဆိုတာမိညာဖတ်ဒီမိဖတ်နှစ်ပါးနဲ့ဆရာသမားတွေပေါ့နော်ဒီရောက်စားရေးကြည့်ပါလေသူတို့တကယ်တမ်းဒီကလေးတွေကိုဒီလိုမလုံးနဲ့နော်မကင်နဲ့ဒီလိုအခြေမျိုးကိုမသုံးနဲ့ဆိုလို့ရှိရင်တကယ်တမ်းဆုံးမအော်ဒါတွေပေးပြီးတော့ကောင်းတဲ့မိဖတ်စီမှာဖြစ်လာမယ်ဆိုလို့ရှိရင်ဒီသားသမီးတွေအဖြစ်ရှင်မှာဖြစ်မှာမင်း ဒါပေမဲ့အဲ့လိုမျိုးအော်ဒါနေတာနော်ဆိုဆုံးမတာပြောတာဆိုတာနေတဲ့သားသမီးတွေကြတော့ဒီကိစ္စတွေကိုသူစိတ်ထဲမှာခေါင်းထဲမှာရှိမှမဟုတ်ဘူးเนาะအဲ့ဒါကြောင့်ဒီကိစ္စတွေကနံပါတ်1ကတော့ပြောမယ်ဆိုလို့ရှိရင်သားသမီးမကောင်းတော့မိဖခေါင်းလို့ပြောရမှာဖြစ်ပါတယ်အဲ့ကြောင့်သားသမီးမကောင်းတဲ့အကြောင်းအရာတွေကမိဖတွေမှာကတ်တဲ့ပါတယ်เนาะမိဖတွေမှာဆက်ဆက်မှုတွေရှိပါတယ်အဲ့ဒါကြောင့်မိဖမကောင်းတဲ့အတွက်ကြောင့်သားသမီးတွေကဒီလိုဖြစ်ရမှာပဲဒီလိုဖြစ်နိုင်တာဖြစ်လာနိုင်တာပေါ့เนาะဒီလိုအကျိုးဆက်လေးတွေရှိပါတယ်ဗျာအဲ့ကြောင့်ဒီလို ဒါနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီလိုနောက်ဆိုမဖြစ်ရလေအောင်ဗောနော်ကိုရှင်းစာကိုသားသမီးဗောနော်အဲ့လိုမျိုးခံရတယ်လို့ပဲမိဖတွေကမျက်မျက်တက်တာဗောနော်အကောင်းဆုံးဖြစ်အောင်ဂိုင်းတွေဖြည့်ရှင်းဖို့လိုပါလေလို့ကျွန်တော်တို့မြင်ပါလေရာအဲ့ဒါကြောင့်အားကြောင့်မကြီးဗောနော်ပြုဆောင်မျိုးစံဒီကျော်ရှင်းပြတော့တယ်လို့ပါပဲနော်ဘုံမိတ်ဆွေများကျွန်တော်ရဲ့ဒီမှာများကြားတဲ့အသည့်တဲ့အတိုင်းပါပဲနော်ကိုသားသမီးဆိုလေဒီလိုမျိုးဖြစ်တာကိုခံနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မျက်တက်တဲ့ဗောနော်ဆရာဆရာမတွေတုံတူတုံတော့မိဖတွေဗောနော်အေးယူပြီးတော့ အမျက်တက်တဲ့အရာလေးဖြစ်အောင်ပေါ့နော်ကလေးတွေကိုလိမ္မာရင်ချေအောင်ဒီဥစ္စာကိုကိုက်ပြီးဖြည့်ရှင်းနိုင်ကြပါစေလို့ကျွန်တော်တို့ Edit Token နဲ့ Fusion နဲ့ကနေပြီးတော့အနေနဲ့မျှဝေပေးလိုက်ရပါပြီဗျ